အကွန်တက် creation မှာ AI ကိုအသုံးပြုမယ်ဆိုရင်ကိုယ့်ရဲ့ content create လုပ်တဲ့အချိန်တွေကပို့ပြီးတော့မြန်လာမယ်။ကိုယ့်ရဲ့ content တွေကပို့ပြီးတော့ professional ဆက်လာမယ်။ကိုယ့်ရဲ့ idea တွေကပို့ပြီးတော့ mic လာမယ်ပေါ့နော်။ဒီတော့ content creator တွေအနေနဲ့ TN2D ကိုအသုံးပြုလို့ရပါတယ်။ content idea တွေထုတ်ဖို့တည်းဆိုရင် ChatGPT, DeepSeek, Gemini စတာတွေအသုံးပြုလို့ရမယ်။ကိုယ့်ရဲ့ content idea တွေကိုဆက်ချက်ချင်းလုပ်လို့ရမယ်။တကယ်လို့ကိုယ့်မှာ idea ရှိပြီလားဆိုရင်လည်းကိုယ့်ရဲ့ idea ကို update ထပ်ပြီးတော့လုပ်နိုင်မယ်။ပြီးတော့ကိုယ့်ရဲ့ idea နဲ့တူတဲ့အခြား similar idea ကိုရှာပြီးတော့လည်းအကောင်းဆုံး idea ကိုကိုယ့်ရဲ့ content မှာအသုံးပြုနိုင်မယ်။ Script writing တည်းဆိုရင် Notion AI, ChatGPT ီခိုးပိုင်းလောစတွေကိုသုံးပြုလို့ရမယ်။မူဟန်ထုံကြောရိုးတွေကိုတော့ကိုကိုတိုင်းကတိထားရမယ်။ဒါမှလည်းကိုအနေနဲ့ detail pro ကို AI ကိုပေးနိုင်မှာဖြစ်တယ်။ကိုကိုနဲ့တွေမှာသုံးပြုဖို့အတွက် visual footage ဖိုတိုတွေဗီဒီယိုတွေထုတ်ချင်တယ်ဆိုရင်မြန်မာကလောင်းချလုပ်ထားတဲ့ဝါလုံး AI ဆိုတာရှိတယ်။ဒီ AI ကမြန်မာထုတ်ထားတာဖြစ်တဲ့အတွက်မြန်မာ content creator တွေအတွက် family ဖြစ်တဲ့ AI တစ်ခုဖြစ်တယ်။နောက်တစ်ခုဆိုရင် dream media ရှိမယ်။ ChatGPT ရှိမယ်။ဒီ AI တွေမှာကိုရဲ့ကိုထက်မှာသုံးပြုဖို့အတွက်ဖိုတိုတွေဗီဒီယိုတွေကိုထုတ်လို့ရပါတယ်။ကိုရဲ့ content တွေက narration တွေ voice over တွေနဲ့သွားတဲ့ content type ပုံစံမျိုးဆိုရင် Play AI Pfizer စားတဲ့ narration AI တွေကိုသုံးပြလို့ရရတယ်။ဒီ Play AI ရော Pfizer ရောမြန်မာ narration ရတယ်။ Play AI မှာဆိုရင်မြန်မာ narration အနေနဲ့မြန်မာတန်2တန်ရပြီးတော့ Pfizer မှာဆိုရင်လည်းမြန်မာတန်6တန်လောက်ဒီကိုသူကပေးထားတယ်။နောက်တစ်ခုဆိုရင် Eleven Lab ရှိမယ် English Voice Over အတွက်ဆိုရင် color အတန်အနေထားတုံးအနည်းအမြန်စားတဲ့ future တွေကိုဒီ Eleven Lab မှာသုံးပြလို့ရပါတယ်။အာဒီ AI တွေက credit တွေနဲ့လုပ်လို့တာဖြစ်တယ်ပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ content style ကိုယ့်ရဲ့ content လုပ်တွေပေါ်မူတည်ပြီးတော့ဝေသုံးရတာမျိုးဖြစ်နိုင်ပါတယ်။